ငယ်ငယ်လေးတည်းကဟိုကလေးတယောက်ဆောင်နေနေကိုရုပ်ရှင်လိုက်ခဲ့တာဆိုတော့အဲဒီဘက်ပိုင်းကျွန်တော်ရွယ်ရောက်လာမှ silent matter လုပ်တဲ့လူပညာလဲဆိုရင်တော့ဆယ်စုနှစ်နှစ်ခုတာဒီပါဖြစ်နေကိုမြန်နိုးတဲ့လူပညာပကွင်းချင်းမှာရှင်သန်ရတဲ့ဟိုပီတိတဲ့စိတ်တက်မှုပဲများပါတယ်။သင်္ကန်းစာဆိုတာတဲ့အတွေ့အကြုံနဲ့အဲဘယ်လိုပုံဝန်းစာတွေများပါလဲ။ဒါပေမဲ့နာခံမှာတော့ဖြစ်နိုင်တာပေါ့လေ။ဒါပေမဲ့လောလောဆယ်အထိကတော့အဲဒိုက်တာအနေထားနဲ့တော့ မြိုက်ဖြစ်တော့ပါတယ်။အဲလှုပ်ချင်တာဆိုတာတဲ့ဒီရုပ်ရှင်အမှုပညာရဝန်းကြီးထဲမှာပဲကိုကပဝန်းကျင်ကြီးမှာပဲနေနေတာဆိုတော့အဲအချိန်ကြရင်တော့လှုပ်ဖြစ်လိမ့်မယ်ချက်ပါ။ဟုတ်ကဲ့အဲဒီမာယာအေရပြန်ပါပေါ့ဒီကားလေးမှာတော့ကျွန်တော်ဈာရေးဆရာကနေဈာရေးဆရာတရားရဲ့ဒါရိုက်တာပဲဖြစ်ပါတယ်။ ခုပုံစံလေးတောင်တူရယ်နော်ဒီလိုပုံစံမျိုးလေးဒီလိုမဟုတ်ဘူးဒါကကျွန်တော်ဒီကတော့ဘွဲအတွက်ဝင်လာဒီပုံစံတော့မဟုတ်ပါဘူးဟုတ်ကဲ့အဓိကတော့အထက်မှာသူဖွဲ့စည်းထားတဲ့ဇက်အိမ်နဲ့အတွားလာလေးရနည်းနည်းလေးတမလို့ကြမဟုတ်ဘဲနဲ့ဟိုနည်းနည်းစမ်းသပ်လေးဖြစ်နေတာလေးပါပါတယ်အဲတော့ကြောင့်လည်းဒီကားလေးကနည်းနည်းလေးပုံမပလခေါမလဲရိုက်နေကြပုံစံမဟုတ်ဘူးပေါ့အဲပေါ့ဒါကျွန်တော်တို့ကတော့ဒီကိုယ့်ရဲ့ profession တစ်ခုကိုတော့ကျွန်တော်တို့ကတော့ respect ထားတယ် အာဘုံဘတိုက်တာလုပ်တဲ့ချိန်မှာဒါသူသူ့ရဲ့စီစဉ်မှုကြားတဲ့အာဟိုပိုင်းကဏ္ဍတွေကိုကျွန်တော်တို့ကပုံဖော်ပြရတာပေါ့။ဒါကျွန်တော်တို့ပြုဆောင်တဲ့နဲ့အတက်ဒီဇိုင်းနဲ့ပုံဖော်ပြရတာပေါ့။အဲ့တော့ဒါရိုက်တာတယောက်အနေနဲ့ကတော့သူ့ရဲ့ဟိုညွန်ကြားတဲ့အပေါ်မှာလည်းကျွန်တော်တို့ကပြုဆောင်နေလို့ရတာပေါ့။အပြင်မှာကတော့တကယ်ချင်းပေါ့။အဆင်ပြေပါတယ်။အဆင်ပြေတယ်ဆိုတာသူသူ့ရဲ့ဝင်းစာနဲ့သူ့ရဲ့အခြေခံကရှိပြီးသားဆိုတော့ဒီပေါ်မှာအတွေ့အကြုံနဲ့

ရှိရတာပေါ့ရှိရတာပေါ့ဆိုတာဟိုဇက်လမ်းစပြီးတော့ဟိုလာပြီးတော့တိုင်မင်ကလေးဟိုကဒါဇက်လမ်းလေးမှာလဲလိုအပ်ချက်လေးတွေဟိုဟိုကိုမြင်တဲ့ချူတောင်လေးတွေရနေပြီးတော့ဒါညှိနှိုင်းတာလေးရှိတာပေါ့ပြီးတော့ဒါရက်ကူးရေးရွာတဲ့အချိန်မှာလဲသူလိုချင်တဲ့အနေထားလေးတွေအဲကိုမြင်တဲ့အနေထားလေးတွေကဒါတော့အကြံပေးတာလို့တိုင်မင်တော့ရှိတာပေါ့ဟိုဟိုရိုးနေကလဲစကားစကားကြီးပြောကြရင်လို့တစ်ချိန်ချိန်မှာဒါရိုက်တာလုပ်ကြမယ်အဲကြရင်ဟိုပေါ့ ကိုဒရိုက်တာလုပ်လဲသူတို့ရိုက်ပြီးပေါ့ကိုကိုဒရိုက်တာလုပ်လဲကိုရိုက်ပြီးမယ်ဆိုတာစကားရရှိနေလေပြီးတော့လဲဒရိုက်တာတကယ်လုပ်ဖြစ်သွားတဲ့အချိန်မှာလဲဒါစပြီးလုပ်တော့မယ်ဆိုတဲ့အားလဲတိုင်နေမြင်မြင်နဲ့ဇလန်းနေရွေးတာအစဘယ်လိုဖြစ်တင်လဲအစတာတိုင်မြင်ခဲ့ရရှိတယ်အဲ့ပေါ့နာဂတ်မှာတော့ဖြစ်နိုင်တာပေါ့လေဒါပေမဲ့လောလောဆယ်အထိကတော့အဲဒရိုက်တာအနေထားနဲ့တော့မြဲဖြစ်တော့ပေါ့လောက်ချင်တာမျိုးရှိလားအဲလောက်ချင်တာဆိုတာတဲ့ဒီရုပ်ရှင်အမှုပညာ ရဝင်းကြီးထဲမှာပဲကိုကဘဝင်းကျင်းကြီးမှာပဲနေနေတာဆိုတော့အဲအချိန်ကြရင်တော့လုတ်ဖြစ်လိမ့်မယ်ချက်ပါတယ်အနုပညာလောကကိုစပြောရမယ်ဆိုတော့အနုပညာဆိုတဲ့ခေါင်းစဉ်အောင်မှာတော့ကြာပြီပေါ့လေကျွန်တော်ငငငလေးတွေကကလေးတရုပ်ဆောင်နေနဲ့ကိုရုပ်ရှင်နေလိုက်ခဲ့တာဆိုတော့အဲဒီဘက်ပိုင်းကျွန်တော်ရွယ်ရောက်လာမှ silent matter လုပ်တဲ့အနုပညာလဲဆိုရင်တော့ဆယ်သုံးနှစ် နှစ်ခုတာဒီပါဖြစ်နေတယ်။သင်ကန်းစာဆိုတာတဲ့အဲကိုမြန်လို့တဲ့အမှုပညာပတ်ဝန်းကျင်မှာရှင်သန်ရတဲ့ဟိုပီတိတဲ့တည်တက်မှုပဲများပါတယ်။သင်ကန်းစာဆိုတာတဲ့အတွေ့အကြုံနဲ့အဲဘယ်လိုပုံဝန်းစာတွေများပါအဲဒါကတော့ရုပ်တံဇာတ်လမ်းဖြစ်တဲ့အတွက်ဒါကကျွန်တော်တို့ရုပ်တံမှာကြည့်ရမှာပေါ့လေဒါမဟာရန်ဇာတ်လမ်းလေးဖြစ်တဲ့အတွက်ကြောင့်တော့ပေးသက်တွေဒီကားလေးထွက်လို့ရှိနေတယ်ကြည့်စုအပင်ကိုတိခေါ်ပါတယ်ကျွန်တော်လည်းဒါပေးသက်တွေဖြောင်းပြမှုဟို 包的啊，刚刚立起来，就在我们这边。